ပြိုင်ကားပေါင်းတဲ့သူတွေပြိုင်ကားလိုမျိုးကားတွေကိုတက်ဆင်ပေါင်းတဲ့သူတွေကပိုင်ရဆိုင်ရလူကြီးသားသမီးတွေဖြစ်နေလို့များမဖမ်းရတာလားသူတို့အဖေကဘိုးဘိုးကြီးတွေဖြစ်နေပါစေုံဗျာဥပဒေကဥပဒေပဲဘိုးဘိုးကြီးမကလို့ပါဖြစ်ဖြစ်ဥပဒေကဥပဒေဖြစ်မှာမဟုတ်ဘူးလားကားကိုတိတ်ပြရမှာလူမဖမ်းရင်ကားတိတ်ပလိုက်ပါဘာဖြစ်လို့ဘိုးဘိုးကြီးရဲ့သားသမီးမျိုးဆိုရင်ဥပဒေကရင်းမြူအောင်ဆိုရရှိလို့လားဘယ်ဥပဒေပြန်ထားတာလဲကိုသားသမီးကိုမျိုးမေးကြည့်ဖို့လိုတယ်ခင်ဗျားတို့ကြားမပြေတဲ့သားသမီးမွေးထားမိသလားပြန်ကြည့်ဖို့လိုစစ်တပ်အားပေးထောက်ခံတဲ့သူတွေကတစ်ဖက်ပိတ်ပြီးတော့စကားနိုင်ရင်ပြီးတော့ငါအဖွဲနိုင်ရင်ပြီးတော့နော် စစ်တပ်ကိုလုံးဝကာကွယ်ရမယ်ဆိုတဲ့မျိုးလုံးပိတ်နားပိတ်ပြီးတော့ဗဇက်ကပဲထောက်ခံနေရတူဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လံမနက်ခင်နေပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့အတွက်မနက်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒီပကိုးတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင် ဘကူတိုင်းနက်တလီမြို့နယ်စားပြီကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဒါစစ်သား2ဦးတိတ်ဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ26ရက်နေ့မနက်09:07မိနစ်ခန့်မှာနက်တလီမြို့နယ်စားပြီကုန်းကြေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်စီကိကိုတော်လိုင်းရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ2ဦးတိတ်ဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဂိတ်စခန်းမှာရှိတဲ့ဆိုင်ကယ်၄စီးနဲ့ဖုံးသလုံးတို့ကိုလည်းတင်းစီရမိခဲ့ကြောင်းသိရပါတယ် ဒါအလားတူပဲမနေ့ကနိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာလဲပေါင်းတဲ့မြို့နယ်ပန်းသိမ့်ပြည်ကြီးရွာမှာဆံကယ်များဖြင့်ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုအမှတ်3031တက်ရင်မှရဲဘော်တွေကမိုင်းဆွဲတက်ခိုက်ခဲ့ရမှာအဲ့ဒီမိုင်းဆွဲတက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားတဦးသေဆုံးခဲ့ကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထိကမရှိပဲပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်ဆိုတော့ဒါပထမဆုံးဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ကဲရော်တာတဆက်သေးမှာပဲဘကူတိုင်းသဲကုန်းမြို့နယ်မှာစံကေများဖြစ်ကင်းလဲထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားတကောင်တေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါနိုဝင်ဘာလ16ရက်နေ့ည10:00နာရီခန့်မှာသဲကုန်းမြို့နယ်တနိတော်အုပ်စုမစ်စုကုံကြီးရဘတ်တို့စံကေ9စီးနဲ့ကင်းဘတ်ထွက်လာတဲ့စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတီကုံစေယုံမှာစေကူတမှုခံယူနေစဉ် တဦးတည်ဆုံးသွားကြောင်းသိရပါတယ်။ဒါအဲ့ဒီမိုင်းဆွဲတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်တပ်မှဇက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့ဒါကျွန်တော်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့အထူးကမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆိုတော့ဒါကျွန်တော်ဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲရောဆက်ပြီးတော့ဒီမကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းတရက်ခရိုင်အထက်မင်းလာမြို့နယ်အစိတ်ချမ်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့တိုက်တွေ့မှုဖြစ်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ ဒါမနေ့ကနိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းကအထက်မင်းလာမြို့နယ်အခြေစိုက်ကပ္ပစ30မှထွက်လာတဲ့အင်အား60ခန့်မှအကြမ်းဖက်စစ်အုပ်စုတွေကစစ်စနုပ်လမ်းစုံနဲ့ညောင်ကိုင်းလမ်းပေါက်တွေကိုကားတွေနဲ့ရောက်စီလာပြီးမင်းလာမြို့နယ်အစ်စ်ချန်းကြေးရွာတွေစီကိုတရက်မင်းလာလမ်းပိုင်းအတိုင်းခြေလင်ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။ဒါအဲ့ဒါလို့ထွက်ခွာလာရင်မင်းတဲကြီးကြေးရွာအနီးမှာစစ်ကြောင်ထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့တော်လိုင်းတပ်ဖွဲ့တွေကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဗမာပြည်ကာကွယ်တပ် USBA တာဝန်ရှိသူကပြောဆိုထားပါတယ်။ ဒါအဲ့ဒီတီတေမှုတွေအတွင်းအကြံပတ်စစ်တပ်ဘက်ကထိခိုက်မှုတွေစီနိုင်ပေမဲ့အသေးပြောက်တော့မရှိကြောင်းနဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ကတော့ဘေကင်းလုံခြုံစာနဲ့ပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့ဒါကြောင့်မကွေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီတနင်္သာရီတိုင်းဘက်မှာဆိုရင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြံပတ်စစ်အုပ်စုကိုတက်ခတ်ခဲ့ရမှာစစ်သား၄ကောင်တိုက်ဆုံးခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်က တပင်း6ကြည်ရအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို PDF ပကပပူပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ25ရက်နေ့နေ့လယ်တနင်္ခါမှာဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးတေဆုံးခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့ဘက်ခရိုင်တရင်နှင်းနဲ့တနင်္သာရီမြို့နယ်ပကပတို့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒါကျွန်တော်ရဲဘော်တွေအနေနဲ့ကတော့အထီးကမ်းမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဆိုတော့ဒါကြောင့်တနင်္သာရီတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါဗျ။ ဲတော့ဆက်ပြီးတော့ဒီမကွေးတိုင်း၆မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံသို့အလင်းဝင်လာတဲ့စစ်မှုတန်းတပ်သားတဲ့၄ဦးစစ်လုံးကအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားပါမယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါစစ်တပ်ရဲ့ပေါ်တာဆွဲခြင်းကိုခံခဲ့ရပြီးစစ်မှုတန်းအပတ်စဉ်နှစ်ကိုးနဲ့ဆက်နှစ်တင်းနှင်းစင်း၄ဦးက၆မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကိုနိုဝင်ဘာလ25ရက်နေ့မှာလက်နက်နဲ့တကွအလင်းဝင်လာခဲ့ကြောင်း၆မြို့နယ်ပကဖကသတင်းထုတ်ပြန်ထားပါတယ်။ဒါ၎င်းတို့နဲ့အတူ M2 တနက် တက်လက်နေမိုင်း၃လုံးကြီပေါက်၁၄ခုနဲ့ကြီးစံအချို့ပါဝင်လာပြီး ဒါအဲ့ဒီအလင်းဝင်တက်တာတက်တွေကို6မြို့နယ်ပကဖက၄ဦးပေါင်းငွေကျပ်340ချင်းမြင့်ခဲ့ကြောင်းလည်းတည်ရပါတယ်။ဒါအဲ့ဒီအလင်းဝင်တက်တာတက်တွေကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစစ်ခွေတက်ကိုပြန်လည်တက်ခိုက်သွားမယ်လို့တည်ရပါတယ်ဆိုတော့ဒါနောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအချမ်းပတ်စစ်ခွေတက်ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြည်ပြည့်ထောင်ကျခံရရတဲ့အကျဉ်းသား335ဦးကိုပြန်လည်လွှတ်ပေးပြီး အမှုဖွင့်တာခံရသူ9540ဦးတို့ကိုအမှုပိတ်သိမ်းပေးမယ်လို့မနေ့ကသတင်းထုတ်ပြန်ကြေညာလာပါတယ်။ဒီအကြံပတ်စစ်တပ်ကအကျဉ်းသား942ဦးကိုပုံမှန်905ကကြည်ဖြင့်ပြစ်ဒဏ်ကင်းလွင်ပြုခြင်းအကျဉ်းသား2362ဦးကိုပုံမှန်905ကကြည်ဖြင့်ထောင်ချထားမှုကိုလူငယ်ချမ်းသာကွင်းပြစ်၎င်း စုစုပေါင်းအကျဉ်းကျခံရတဲ့အကျဉ်းသူအကျဉ်းသား3085ဦးကို၎င်းပုံမှန်905ကကြီးပြည့်အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းဆောင်နေသူ9570ဦးတို့ကိုလည်းအမှုများပိတ်တဲ့ကြောင်းစစ်ခွေတက်ကမနေ့ကညပိုင်းကသတင်းထုတ်ပြန်လာပါတယ်။ဒါအမေရိကန်ကမြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာပြီလို့ကြေညာခဲ့ပြီး TBS ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက်စစ်ခွေတက်ကရေကောက်ပွဲမှာမဲပေးခွင့်ရှိသူအလုံးလွတ်လပ်မျှတစွာမဲပေးနိုင်ရုံဆိုကအခုလိုထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ဒါပြည်တွင်းမှာရှိတဲ့နိုင်ငံရဲ့အကျဉ်းသားဟောင်းတအူးကတော့ စစ်ကွေတပ်ရဲ့ထုတ်ပြန်ကြေညာအမှန်တကယ်နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ထုတ်ပြန်ခြင်းမျိုးမဟုတ်ပဲအမေရိကန်ရဲ့အတိမတ်ပြုမှုကိုရရှိရေးကြိုးပမ်းမှုသာဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားအများစုမှာတော့ပုံမှန်905ကကြီတခုတည်းမဟုတ်ပဲအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်မတရားအသိဥပဒေဖောက်ခွဲရေးပုံမှန်ရွေးကောက်ပွဲနှောက်ဆက်သူများဥပဒေများအပါဝင်မတရားသောဥပဒေပုံမှန်များဖြင့်ဖန်စီခံရခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်အဲ့တော့အဆက်သိခါမရှိတဲ့ကောင်တွေကတော့မင်းတို့ပြောတဲ့နိုင်ငံရေးအပြောင်းလဲတာတကယ်တမ်းမှန်ခဲ့မယ်ဆိုရင် ငါတို့လူထုခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်ပြီးတော့လှုပ်ပေးလိုက်လေဒါအခုဟာမင်းတို့ကောင်တွေကဒီအမေရိကန်ရဲ့အတိမတ်ပြမှုကိုရချင်တာလေးတစ်ခုထဲနဲ့ပဲဒီလောက်ထိဥရဖားရလုတ်ပြနေတာတော့တကယ်ကိုရုပ်ပေါတော့ဗောနော်ကဲတော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီမြန်မာနိုင်ငံသတင်းဌာနကိုလည်းဒါကြောင့် credit ပေးပါတယ် WNBA ကောလံတက်ခွဲရဲ့စစ်ရေးနိုင်ငံရေးရီမန်းချက်တွေနဲ့ပတ်သက်ပြီးဒါပြန်ကြားရေးတောင်ကန်ရဲဘော်ဘလရဲ့ပြောဆိုချက်တွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ ဒီ UNB ကိုလန်ကအာဒေတာတွင်းဂျင်းမွေမျိုးနဲ့အတွင်းအခြေဆက်ရဲ့တိုင်းတက်ဖွဲ့ကိုစုဝေထားတာဆိုပေမဲ့ခရိုင်တွင်းမှာရှိတဲ့စက္ကစရဲ့ဒီစက္ကန့်ဒီနေရာတွေပေါ့နော်စစ်ကြောင်းတွေကိုကျွန်တော်တို့ကအဲမျိုးနဲ့မခွဲထားမနဲ့ကျွန်တော်တို့ကတိုက်ပွဲဝင်တော့မှဖြစ်ပါတယ်ကျွန်တော်တို့အညာသားတွေကိုခဏခဏပြောနေချတာပေါ့ကျွန်တော်ဒေတာပဲကြည့်တယ်ဗျာညာဆိုပြီးတော့ပြောချတာရှိခဲ့ပို့ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့အညာသားတွေကပဲအဲနိုင်ငံရဲ့နေရာအနှံ့အသီးတွေမှာတိုက်ပွဲဝင်ခဲ့တာလေရှစ်မှာအအများကြီးရှိခဲ့ပါပြီပေါ့နော် ဒီအထက်ပိုင်းပဲဖြစ်ဖြစ်ရှမ်းမြောက်ပဲဖြစ်ဖြစ်ရခိုင်ဒေတာပဲဖြစ်ဖြစ်ကျွန်တော်တို့အညာဒေတာကရဲဟော်တွေပေါ့နော်အသက်တွေခန္ဓာတွေပေးဆက်ပြီးတော့တိုက်ပွဲဝင်ခဲ့တာတွေအများကြီးရှိပါတယ်အဲ့လိုပဲကျွန်တော်တို့ဒေတာတွန်းကရဲဟော်တွေကဒေတာတွန်းမှာရှိတဲ့ရန်သူကိုလည်းချိန်မုံတုတ်တင်ဖို့ရအတွက်တာဝန်ရှိနေပါတယ်ပေါ့နော်အဲ့တော့ဟိုအဲ့လိုတာဝန်ရှိတဲ့အလျောက်အသက်တွေချွေးတွေဘဝတွေပေးဆက်ပြီးတော့တိုက်ပွဲဝင်နေကြတယ်အများကြီးရှိပါတယ်ဒါတွေကိုပြန်ငှဲ့ကြည့်ဖို့ပြန်လှည့်ကြည့်ကြဖို့အချိန်ကြပါပြီ ဲတစ်ဖက်မှာလည်းအဲတော်လန်တိုက်ပွဲဝင်ခဲ့တဲ့အလျောက်ပေးဆက်ခဲ့တဲ့ရဲဘော်တွေကိုအားနာတော့အဖြစ်ကျွန်တော်တို့ကြံခဲ့တဲ့လူတွေကဆက်ပြီးတော့တော်လန်မှာဖြစ်တယ်အဲ့တော့အဲ data တို့မှာရှိတဲ့ဒီတိုင်ရင်တစ်ဖက်တွေမှာမဟုတ်ဘူးတခြားအာဘယ်အစုပေါ်ပဲဖြစ်ဖြစ်စကားဆောက်ကိုတော်လန်နေတဲ့လူတွေအားလုံးနဲ့ကျွန်တော်တို့ကဆက်လက်ပူးပေါင်းပြီးတော့တိုက်ပွဲဝင်တော့မှာဖြစ်တယ်ပေါ့ယူနယ်ကိုအခြေပြုပြီးဖွဲ့စည်းတာဖြစ်တဲ့အတွက်မြို့နယ်တွင်းက ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုမျိုးနယ်တွင်းကလူလူကပို့ပြီးတော့တည်တယ်။မျိုးနယ်တွင်းကလူလူကအာမျိုးနယ်တွင်းကခန့်အပ်ထားတဲ့ခေါင်းဆောင်တွေနဲ့နှင်းတော့တိုင်ပင်ပြီးတော့ဘလူဖြည့်ဆင်းရမယ်ဆိုတဲ့အဖြေတွေကိုထုတ်ဖို့ရတဲ့အဓိကဖြစ်ပါတယ်။ကျွန်တော်တို့ကဘော်ဒွန်အပ်ကိုအဓိကသွားချင်တယ်ပေါ့နော်။ဘော်ဒွန်အပ်ကိုသွားတဲ့အခါမှာဒေတာတွင်းကပြဿနာတွေကိုအခြေလေဖြည့်ဆင်းပြီးတဲ့နောက်ပေါ်မှာအဲကျွန်တော်တို့ကဒေတာကိုကြော်လွန်ပြီးတော့ကြည့်တဲ့အခြေတွေကိုလည်းကျွန်တော်မြင်တယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့ကအတွန်းအကြည့်တဲ့အခြေနဲ့အပြင်းအကြည့်တဲ့အခြေတွေဆိုပြီးတော့ကျွန်တော်တို့ဟိုတုံ့တက်ရတာရှိတယ်ပေါ့နော်။အပြင်းကနေလှမ်းမြင်ရတဲ့အမြင်ကအလုံးစုံကို မြင်နိုင်တယ်ဆိုပေမဲ့အတွင်းစိတ်ကြကြောက်တော့မမြင်နိုင်ဘူးပေါ့နော်အတွင်းကကြည့်တဲ့လူကလည်းအပြင်ကိုမြင်ရတဲ့အမြင်ဟိုအလုံးစုံတော့မှန်မှန်ကန်ကန်မြင်ရမှာလို့ပေါ့ကွနော်အဲ့ဒီကူကိုပေါင်းဆက်ပြီးမှကျွန်တော်တို့ကအဖြေထုတ်အောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမျိုးနယ်ကိုအခြေစိုက်တဲ့အခါမှာဒီမျိုးနယ်တွင်းကိုအရင်ဆုံးစဉ်းစားခြင်းအဖြစ်ကျွန်တော်တို့မျိုးနယ်တွင်းကရလာနိုင်တဲ့အနေအထားတွေနဲ့ဒီဟာကိုဘယ်လိုစုဖွဲ့ပြင်ဆင်မလဲဘယ်လိုဖြည့်တင်းမလဲပေါ့နော်အဓိကတော့ဖြည့်တင်းရအဓိကဖြစ်ပါတယ်ဒီစစ်ကြောင်းအတွက်လိုအပ်တဲ့အထောက်အပံ့ကိုမျိုးနယ်တွင်းကစပြီးတော့ဖြည့်တင်းရမှာဖြစ်တဲ့အတွက် ဒီကနေတဆင့်ပြီးပြီဆိုတော့မှမျိုးနယ်တွင်းတဆင့်ခရိုင်ခရိုင်နေတိုင်းတဆင့်ကိုကျွန်တော်တို့ဆက်လက်ဟောဖို့ရည်ရထားပါတယ်ဒါပေမဲ့လို့စစ်စင်အချင်းအရေးတကြီးလိုအပ်လာလို့ရှိရင်ကျွန်တော်တို့ကလည်းမြေမခွဲကြပါဘူးဒေတာကိုပဲဖြစ်ဖြစ်စစ်ကြောင်းအလိုက်တိုက်ပွဲဝင်ဖို့အတင်းရှိပါတယ်တော်လည်းကြီးကစင်ကပြောင်းလို့မှုဖြစ်စဉ်ဖြစ်ပါတယ်ဘော။တစ်ဖက်မှာနိုင်ငံရဲ့အရာရွေးရှားနေတဲ့အရွေးတွေရှိတယ်လို့ကျွန်တော်တို့ဒီဘက်စစ်စေးဘက်မှာလည်းအရွေးတွေကအလျင်အမြန်ကိုပြောင်းလဲနေတာရှိပါတယ် အဓိကတော့စစ်အနိုင်တိုက်ရေးကအဓိကပါပဲကျွန်တော်တို့ဒီတက်စာဒေတာနေနဲ့ပါပါပါကျွန်တော်တို့က Federal Army ကိုအဓိကပါနော်အဲတွားဖို့ရတော့အရှိရထားရရှိပါတယ်ဒါပေမဲ့လို့အဲ့ဒါကဘုံတိုင်းဆိုပြီးတော့ချက်ချင်းဖြစ်မလာပါဘူးတက်စင်ချင်းတက်စင်ချင်းစင်ကဲပြောင်းလဲယူရမှာဖြစ်ပါတယ်အခုလို့ YB စစ်ကြောင်းတော်မှဘုံတိုင်းဆိုပြီးဖြစ်လာတာမဟုတ်ပါဘူးတရင်တရင်နေကနေပြီးတော့စုဖက်မှုကနေပြီးတော့ဒါ YB စစ်ကြောင်းဆိုတာဖြစ်လာတာဖြစ်ပါတယ်တကယ်တကယ်တရင်နေဆိုတာမှလည်းတရင်ကြီးဘုံခရဲဆိုဖြစ်လာတာမဟုတ်ပါဘူး လိုကလေးဘွားလေးရနေပြီးတော့တရင်ဖြစ်ဒီလာဘူးရတဖြည်းဖြည်းချင်းအဲတရချင်းတရွေချင်းပေါ့နော်ဟိုရွှေ့ပြီးတော့တိဆောက်လာရင်ကနေပြီးတော့ဒီအချင်းလေးကိုရောက်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစင်ကဲပြောင်းလဲလာတဲ့တော်လိုင်းဖြစ်စဉ်အပေါ်မှာနောက်ကျကြံခဲ့တာမျိုးမဖြစ်အောင်ရက်နေခဲ့တာမျိုးမဖြစ်အောင်ရှေ့ကိုလည်းမျော်ရည်တွေးပြီးတော့ဟိုကျွန်တော်ရဲ့မျော်လင့်ချက်မျော်ရည်ချက်တွေအပြည့်အဝဖြစ်လာနိုင်တဲ့နေ့ထိကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်သွားဖို့လိုပါတယ်ကျွန်တော်တို့ရဲ့မျော်ရည်ချက်က Federal Army ကိုမျော်ရည်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့နေ့တူ အခြားတော့တိုင်းတိုင်းအရာကိုလည်းဒီဟာကိုမျှော်ရည်လိမ့်မယ်လို့ကျွန်တော်တို့ကဒီထည့်ပါတယ်ဗောနော်ဒါပေမဲ့လို့ဟိုဒီဟာကိုဥဆောင်နေတဲ့အခက်ခဏမှာရှိနေတဲ့ဥဆောင်သူတွေကဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုရိုးသားသားနဲ့ပြည်သူအပေါ်ဘယ်လိုပြောရမလဲပြည်သူပေါ်ရိုးသားတဲ့စိတ်နဲ့တော်လန်ချက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ရွေချက်တွေကိုအမှန်ကန်အကောင့်ထဲပို့ဖို့အမတမအရေးကြီးပါတယ်ရွေချက်ပန်းတဲ့နေရောက်လို့မရပါဘူးအချို့ဒေတာတွေမှာကျွန်တော်တို့တွေ့နေရတဲ့နေရာတွေကဟိုတက်ကိုကိုယ့်ရဲ့အဲဘယ်လိုပြောမလဲခိုင်းဆောင်တက်လိုမျိုး တဲ့နေတဲ့ကန်တာတွေကျွန်တော်တို့တွေ့နေရတာရှိတယ်ဒါတွေကမလုတ်တယ်ပါဘူးဒီ why miss ကြောင်းဆိုတာတွေလည်းဒါတိုင်းတစ်ခုအတ္တိကစုဖွဲ့မှုအတ္တိကနေလာတဲ့ခေါင်းဆောင်အတ္တိရဲ့ညှိနှိုင်းပေါင်းဆက်ဆွေးနွေးမှုတွေကနေပြီးတော့ဖြစ်တည်လာတဲ့ဖြစ်တည်မှုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာတွေကနေပြီးတော့သင်ခန်းစာယူပြီးတော့ကျွန်တော်တို့လိုချင်တဲ့အနာဂတ်မျှော်ချက် Federal Army ကိုတွားဖို့ကြည့်ရထားပါတယ်စင်ကဲပြောင်းလဲမှုဖြစ်စဉ်တွေမှာအချင်းနဲ့အရရက်ကိုသုံးသပ်ပြီးတော့ပဲတဖြည်းဖြည်းချင်းစင်ကဲပြောင်းလဲယူမှာဖြစ်ပါတယ်ညာ ကဲတော့လေးစားပါတယ်ဒါကြောင့်ရဲဘော်ဘလောက်လဲနော်ဒါနောက်ထပ်ရန်ကုန်မြို့ပေါ်မှာစီမစီကမ်းစီပြန်ကားတွေမောင်းနေကြတဲ့သူတို့စစ်ခွေဘူချုပ်တားသမီးတွေကိုဒီကောင်စဘာပွဲစားကြောင်မင်းမင်းကဒါဘလို့တွေပြောထားလဲဆိုရင်ဒါသူတို့ကသူစစ်ခွေဘူချုပ်တားသမီးမကလို့ဘာပဲဖြစ်ဖြစ်ဂယူးဆိုင်ကြံမလို့ဖမ်းတာဖမ်းဆိုပြီးဘလို့တွေဖင်ကုန်းအော်ဒါပေးမလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဆိုတော့ကျွန်တော်ကတော့ဒီရေစင်ကလန်းစီကန်ဘာညာဘာညာဘာညာဆိုတဲ့ကော်မတီပေါ့ဗျာအဲ့လိုမှတ်ပါတော့နော်အဲ့အဲ့ကော်မတီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ရင်တော့ သူပြင်ညာချက်ပေါ့နော်ညာချက်ပတ်သက်ရင်တော့ပြင်ညာချက်ကတော့တော်တော်ကောင်းတယ်ပြင်ညာချက်ကတော့ကောင်းတယ်ဟွန်းပြင်ညာပြင်ညာချက်ကတော့ကောင်းတယ်ပေါ့ဗျာနော်အဲ့လိုပဲပြောရှင်တယ်ပြင်ညာချက်ကတော့ကောင်းတယ်တကယ်ပါတကယ်ပါမဟုတ်ပြင်ညာချက်ကတော့ကောင်းတယ်ဟောပြောချင်တဲ့ပုံစံစောက်ဆက်မစိဟမ်ကျွန်တော်ကတော့မသိဘူးပြင်ညာချက်ကတော့အရင်ကောင်းတယ်တော်တော်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်လည်းမသိဘူး အကျန်သားတော့ဘာလဲလို့မေးရင်တော့ခင်ဗျားတို့သိတယ်ကျွန်တော်ဘာအောင်ဆိုလို့လဲခင်ဗျားတို့သိတယ်အဲသက်ဆိုင်ရာတာဝန်ရှိသူတွေလည်းသိတယ်စစ်ခွေတက်ဘောနော်စကလုံးအရာပြောစရာမလိုဘူးထင်တာပဲအဲ့တော့စစ်ခွေအာနာပဲညာချက်ကတော့အရန်ကောင်းတယ်ဗျာစာရပုံမှာညာထားတဲ့ညာချက်ကတော့အရန်ကောင်းတယ်ဗျာကျန်သားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်လည်းမသိဘူးဗောနော်ဒါလေးကိုတော့ကျွန်တော်ပြောချင်လို့ပါကျွန်တော်ပြောလို့ပြောပြောချင်လို့ပါနော်အဲ့တော့ထားပါတော့ရန်ကုန်မှာ ခဏတစ်ဖြုတ်ရောက်တဲ့အခိုက်အတန့်လေးတွေတပတ်လောက်နေတဲ့အခိုက်အတန့်လေးတွေမှာဆိုရင်ကြားပါတယ်လမ်းဒီပေါ်မှာဝိုးကနေဝေါ်ကနေမောင်းပြေးသွားတာမောင်းတာဘာအတွက်မောင်းမှန်းမသိဘဲနဲ့အဲ့ဒီဟိုပြိုင်ကားလည်းမဟုတ်ကြောင်တော်တော်ရုပ်တွေကြီးကားတွေရှိတယ်ပြိုင်ကားလည်းပြိုင်ကားလည်းရှိပါတယ်အတူတူပဲအိုက်ကားတွေကကားတွေဝီးကနေဝိုးကနေမောင်းပြီးတော့အတင်းလူတွေကြားထဲမှာရုပ်တွေကြီးဝိုးကနေမောင်းထွက်သွားတာဘာရွေချင်းနဲ့ဘာအတွက်မောင်းမှန်းလဲကျွန်တော်မသိဘူး သူတို့ပြိုင်စရာလူဘယ်နှယောက်ရှိလို့သူတို့ကပ်ပြိုင်တယ်ကျွန်တော်မသိဘူးရန်ကုန်မြို့လိုလမ်းမကြီးပြဲတလောက်ကားတွေကြက်ပိတ်နေတဲ့အထက်မှာတခါတလေမြားကြော်ရောင်းထားပြီးတော့ဝူဝူဝူနဲ့ဆွတ်ဆတ်မောင်းသွားတဲ့အားတွေနောက်ညင်းညောင်မောင်းသွားတဲ့အိမ်စောကြီးတက်ပြီးမောင်းတဲ့မော်တော်ယာဉ်တွေကားအထူးသဖြင့်ကားတွေအများဆုံးတွေ့ရတယ်စိုက်ကယ်လည်းတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေနဲ့ပတ်သက်ရင်ထင်းရဲတွေဖမ်းသလားမဖမ်းသလားတော့မသိဘူးမဲ့ကျွန်တော်ရောက်တိုင်းကြားနေရတယ်အများနဲ့ကြားနေရတယ်အများနဲ့ကြားနေရတယ်ဟိုကျွန်တော်တို့တာမန်မီးပွိုင်လေးမှာဝါသလိုဖြတ်မိတဲ့ကောင်တွေဖမ်းတာဖမ်းအဲ့ဒါအဲ့ဒီလူမျိုးကြတော့ဖမ်းသလားမသိနဲ့ထိန်းဆုံးအောင်ဖမ်းတာအဲ့လိုမျိုးကြတော့ နော်မြင်းစီလေးနည်းနည်းလေးကြော်သွားလို့ကိုယ့်ပြီးဝင်လာလို့ရှင်ဖမ်းတယ်ဒါပေမဲ့အဲ့လိုဝူးကနေဝေါ်ကနေဖမ်းဖျောက်ဖျောက်မောင်းသွားတဲ့ကောင်တွေဖမ်းသလားဖမ်းသလားမင်းခွန်းစီးပဲတွေ့တယ်ဂျွန်လာနေပြီးတော့နိုဘာလာအထိခွန်းစီးပဲမိတယ်ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာခွန်းစီးပဲမိတယ်စဉ်းစားကြည့်ပေါ့ကြည့်ရတာဗာလေအဲ့ဒီပြိုင်ကားပေါင်းတဲ့သူတွေပြိုင်ကားလိုမျိုးကားတွေကိုတက်ဆင်ပေါင်းတဲ့သူတွေကပိုင်ရဆိုင်ရလူကြီးသားသမီးတွေဖြစ်နေလို့များမဖမ်းရတာလားပတ်တယ်ပတ်တဲ့ကြောင့်သားသမီးမဖမ်းရကြတာလားဒါမှမဟုတ်ဟုတ်တော့ဗောအကူမဖမ်းလိုက်ရတာလားဖမ်းလို့မမိတာလား ကျွန်တော်ဖမ်းရတာပေါ့ကျွန်တော်ပို့နေပြီအဲ့ဒီကောင်မျိုးကိုဖမ်းအောင်ဖမ်းအောင်ကားကိုသိမ့်ပြရမှာလူမဖမ်းရင်ကားသိမ့်ပြလိုက်ပေါ့ဖြစ်လို့အင်းချစ်ချစ်နောက်ဆုံးအဲ့ကားပိုင်ပြန်ကားပိုင်ပိုင်ရှင်နေဘုံကျူကြီးတွေပဲဖြစ်နေတာသူရဲ့သူတို့ရဲ့ဖေးရဲ့ဘုံကျူကြီးတွေဖြစ်နေပါစေဦးဗျာဥပဒေကဥပဒေပဲဘုံကျူကြီးမကားလို့ပါဖြစ်ဖြစ်ဥပဒေကဥပဒေဖြစ်ရမဟုတ်ဘူးလားဘုံကျူကြီးရဲ့တာသမီမျိုးဆိုရင်ဥပဒေကရင်းမြူအောင်ဆိုတာရှိလို့လားဘယ်ဥပဒေပြန်ထားလဲကိုတာသမီကွန်ပျူမေးကြည့်ဖို့လိုတယ်ခင်ဗျားတို့ကြက်မပြည့်တဲ့တာသမီမွေးထားမိသလားပြန်ကြည့်ဖို့လိုတယ်ပို့လို့ပြောတာဒါမျိုးမောင်းတာကြက်ပြည့်လို့ဆန်းစန်းကြည့် ဒါပြန်ပြန်ကားခွင်းမဟုတ်ဘူးရန်ကုန်မှလက်မကြီးရန်ကုန်ကလက်မကြီးပေါ်ပြန်ကားခွင်းနေမဟုတ်ဘူးတိတ်မောင်းချင်းပြန်ကားခွင်းတွေကိုသွားအဲ့ကြိုက်တေးအောင်မောင်းတိုက်ပါတေးကြအေးတာလေကျွန်တော်တို့ရှင်းရှင်းလေးအဲ့တော့ပြောရရင်တော့ဒါမျိုးတွေပြရတာရည်ရွယ်ဘူးလိုတယ်အခုအစိုးရကထုတ်ပြန်ကြေညာတယ်ကြေညာချက်ကတော့အရန်ကောင်းတယ်อืมကြေညာချက်ကတော့ဗါတဲ့အရန်ကောင်းတယ်ကြေညာချက်ကတော့အရန်ကောင်းတယ်ဒီလိုပဲကျွန်တော်ပြောပြတယ်ကျန်တာကတော့ကောက်စဉ်းစားပါ ကဲတော့ဒီကောင်ကတော့ဒီငပိစော်နန့်လေးကိုတော်တော်လေးကိုသိင်းနေပြီနော်အဲတော့အားပေးတယ်ချတာချမင်းတို့စစ်ကွတ်တက်အခုလိုဒဲတွေဆိုရင်ငါတို့ကလည်းအားပေးပြီးသားပဲအဲတော့နောက်ထပ်မင်းများလေးထပ်ပြီးတော့ဆော်ဝေးပါအောင်လို့ငါတို့အနေနဲ့တောင်းဆိုတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်ရဲ့အမှန်တရားလေးတွေပြောထားတဲ့ဗီဒီယိုလေးပေါ့နော်ဒါဒီထဲမှာဒါတို့စစ်တက် lobby တွေနဲ့ဒါစစ်တက်ဘောမတွေကိုဘလို့တွေဒဲတွေဆော်တောင်းအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့ကြည်လိုက်အောင်ညာလူမုံများနေရာကြောင်းရင်ဟာ စစ်တပ်အားပေးထောက်ခံသူတွေကတဖက်ပိတ်ပြီးစကားနိုင်ရင်ပြီးရောငါအဖွဲ့နိုင်ရင်ပြီးရောနော်စစ်တပ်ကိုလုံးဝကာကွယ်ရမယ်ဆိုတဲ့မျိုးလုံးပိတ်နားပိတ်ပြီးတော့ပါဇက်ကပဲထောက်ခံနေရတဲ့သူတွေဖြစ်တယ်။အဲအဲ့လိုလူမျိုးတွေကြောင့်အဲစစ်တပ်ကိုလူမုံများနေတယ်။စစ်တပ်နဲ့ပြည်သူရင်ကြားစေလို့မရဘူးဖြစ်နေတယ်။စစ်တပ်တိတ်ခါကြတယ်ဒီလိုလော်ဘီတွေဒီလိုမျိုးဆဲလီတွေကြောင့်နော်။အာစကားစားဘက်ကလော်ဘီတွေကပြောမယ်ဆိုရင်ဘာမှ အားရင်မရှိကြပါဘူးအဲသူတို့က lobby လုပ်လို့သူတို့က lobby လုပ်ကြမို့သူတို့ကထောက်ခံပိုင်ခွင့်ပဲရှိတာဆိုလိုချင်တာကစစ်တပ်ရဲ့အကြီးအကဲပေါ့နော်အဲဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်မှန်သမျှကိုဒါလေးထောက်ခံရတာပါ lobby ဆိုတာကတခြား lobby နဲ့ lobby နဲ့ဒီထောက်ခံသူနဲ့တခြားသူတို့က lobby တော့မဟုတ်ပါဘူး lobby ဆိုတာကခေါမလဲကျွန်တော်တို့စစ်တပ်ထွက် lobby လုပ်ပေးတာဒါမှန်တယ်နောက်တစ်ခုကကောင်းစေခြင်းတဲ့ပုံစံမျိုးတွေနဲ့တွားရမှာ အခုကအဲသူတို့ကအခုဒီတက်ဘလော့အနေနဲ့တက်ဘလော့ခေါင်းဆောင်ပါနော်ဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်ကမမမမအထောက်ခံပြီးရဆိုတော့ lobby ရဲ့အစ်စ်မှလည်းမရှိပါဘူးနော်သူတို့ရဲ့ရည်တည်ချက်ကတော့ဒါကျွန်တော်အနေနဲ့တော့မပြောလို့ဘောဒါသူတို့ရဲ့ကိုယ်ပိုင်ရည်တည်ချက်ဖြစ်ပါလိမ့်မယ်နော်ဒါမဲ့လည်း lobby မဟုတ်တဲ့ lobby မဟုတ်တဲ့ lobby ပြောလို့ရပါတယ်နော်ကဲတော့နော်ဒါကိုမမောင်လည်းဒါကြောင့် credit ပေးပါတယ် ဒါအခုနောက်ပိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးမပြောတော့ပါဘူးဆိုပေမဲ့လည်းနော်ဒါအခုလိုတွေအမှန်တရားတွေထုတ်ဖို့ပြောဆိုလာပြီးတဲ့အတွက်လည်းဒါကြောင့်အနေနဲ့တကယ်ကိုကျေးဇူးတင်ပါတယ်နော်လေးစားပါတယ်ဒါကိုမောင်လေးကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်မတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါညနေကြမှာပဲအချိန်ရရဆိုရင်ဒါကြောင့်သတင်းကောင်းတွေနဲ့ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါစို့ညာ you